ဒီနေ့မှာပဲစေးကောင်းရခဲ့ပေမဲ့ AR တိုင်းဒေတာကြီးအများအုံမျိုးကပဲစိုက်တောင်တူတွေကတော့ကြွက်ပေးကြောင်းခက်ခဲကြုံတွေ့နေရပါတယ်ဒီစတင်းကိုဥက္ကဝကြီးပေးပို့ထားပါတယ်ဆောင်းရာဒီမှာအဓိကစိုက်ပျိုးလေးရှိတဲ့မပ်ပဲကွင်းတွေကိုကြွက်တွေဝင်ရောက်ကိုက်ဖြတ်စားတော့ကြလို့ AR တိုင်းညာအုံမျိုးကတချို့စိုက်ကင်းတွေဆိုရင်ပဲမေးရတဲ့အထိပျက်စီးမှုတွေရှိခဲ့တာပါကုန်းပိုင်းကြတော့ကတော့မုခောင်းတော့ပဲမြေစက်မမီလို့မကြည့်လိုက်ရဘူး အခုလိုမြေရမြေနေရာလေးကြည့်ပြန်တော့အမင်းဖြစ်ထွန်းတယ်အခုရွေးချင်ကြတော့အတိကြတဲ့ကြတော့ကျွန်တော်ကြွေအန်ဒီရနှိမ့်စက်သွားတော့လုံးဝမရေးတယ်ဒီစင်းလွတ်သွားတယ်ကျွန်တော်သူပဲအေကစေကပေါ့ကျွန်တော်ပက်လာတာစေကပက်တဲ့အထက်ကကိုဒီနာတေအေကလောက်ပဲတေအေကတော့မှသူတို့ကြွက်ကြိုက်လာတာလေးကြံလာလေးနည်းနည်းပါးပါးတောင်းလောက်ပဲရမှာပါကြံတဲ့ဟာတွေကအကုန်လွတ်သွားတယ်နှိမ့်ကလည်းကြိုက်တော့ကြိုက်တာပဲကြိုက်ပြီမဲ့ ဟိုတတိယဆောင်ဒီဘေးဆောင်လောက်ကလေးတွေပေါ့နည်းနည်းပါးပါးပဲဒီနေ့ကရဲတူတူနဲ့ကုန်တာမြောင်မြွနယ်ထဲမှာနှစ်စီမြေတီကကိုမပယ်15ရင်းကနေ30အထိထွက်လေရှိပေမဲ့ဒီနှစ်မှာတော့ပဲအထွက်နှုံးဟာထွက်ဝက်မကရော့ကျခဲ့ပါတယ်တောင်သူလယ်သမားတွေအနေနဲ့အစိုးရကိုပြန်ဆက်ရမယ်မိုးအားစီဆိုင်ပြွေးစိတ်ကိုမိုးစဘာမကောင်းလို့စောင်းတိနံကိုအားကိုးလေရှိပေမဲ့ ဒီနှစ်မှာတော့မပဲရောအထွက်နေတာကြောင့်ဗန်ချင်းငွေပြန်ဆက်ဖို့အခက်အခဲတွေနဲ့ရင်ဆိုင်နေကြရပါတယ်။ဒါကရောဆိုတော့ကိုဗန်နဲ့အေးကြီးနေချင်းတို့လက်သမားညာတွေဗန်ကိုမဖြစ်ဖြစ်အောင်ဆက်မဲ့ချင်းဖြစ်နေတယ်။နောက်ဆုံးတော့ကို30ဒုစံကြတူယူတော့ဆက်မဲ့ချင်းဖြစ်နေတယ်။မိုးဗန်ထုတ်သုံးထားတာတွေပေါ့နိုင်ငံတော်ဗန်နေချင်းငွေတွေလေးကတသိန်းထုတ်သုံးနေသုံးတဲ့အတိုင်းသာရခုအချိန်ကျတော့ဗန်ဆက်ချင်းမနေနဲ့အခက်အခဲရှိတာပေါ့တပတ်ထွန်းလုံးရော့သွားတယ်ပေါ့။အခုစောင်းနေပြန်ကြပြန်ရောလေ ဘူးလုံးလုံးမရတဲ့အနေအထားဖြစ်သွားပြီပေါ့သူစဉ်လွတ်သွားပြီဟုတ်ဟုတ်အဲ့တော့မှခက်ခဲလေးတွေအဲ့လိုအတွေ့အကြုံလယ်သမားတွေမှာခံစားနေရတာ2015ခုနှစ်ဇန်နဝါရီလကတည်းကတောင်သူတွေစတင်ကြုံတွေ့နေရတဲ့အခုလိုကြွတ်အံတရေကို လေယာစိုက်ပျိုးရေးဦးစီးဌာနအနေနဲ့တားဆီးဖို့လမ်းညွန်အကြံပေးမှုတွေမရှိဘူးလို့လယ်သမားတွေကထောက်ပြပြီးကြွက်ပေါ်လာတာဟာပြီးခဲ့တဲ့မိုးကာလမိုးခေါမှုရဲ့နောက်ဆက်တွဲအကျိုးဆက်တွေဖြစ်ပါတယ်။ကြွက်ဆိုတာမိုးရင်းတော့ရေကြီးမယ်ပြုမယ်ဆိုရင် တို့ကဟိုဟာပေါ့ပြုံးနေတာတော့ပြုံးသွားတာပေါ့ဒီနေ့ကလာမိုးပါတယ်မိုးပါမိုးကောင်းတဲ့ကာလကတို့ကခိုးစရာကတ်စရာတွေရှိတယ်ပေါက်ပွားမှုတွေများတယ်ပေါ့အဲ့ဒီအတွေ့အကြုံကအဲ့လိုဖြစ်သွားတာဟုတ်ကဲ့ဟုတ်ကဲ့နေ့တိုင်းနဲ့ဆန်းနေကျနေ့တိုင်းကရာသီဥတုဟိုကောင်းတဲ့အခါမျိုးကြာတော့ရေကြီးနေမျိုးတာပါညာတော့ဒီကျိုးကခိုးလို့ဒီနေ့ဖေဖော်ဝါရီလမတ်ပဲပေါက်ဈေးဟာတည်င်းကို28300ကျပ်ပေါက်ဈေးရှိနေတာကြောင့်မနှစ်ကတဲ့ဈေးပိုနေပါတယ်။ညောင်မျိုးနယ်ထဲမှာစောင်းတိနယ်အဖြစ် မပဲဆိုင်ရီကတသိန်းကျော်ရှိပြီးမြမဆိုင်ပြူရေးပန်ကတရေကကိုကျန်2000လုံးနဲ့ဒီဇင်ဘာလကစောင်းတိနဲ့ဆိုင်ပြူစည်းအဖြစ်ထုတ်ချထားပါတယ်ဒီကျွတ်အန်ရဲ့ကြောင့်ပဲဆိုင်ရီကအများစုပျက်စီးနိုင်တယ်လို့ပဲကုံတွေကခံမှန်းနေပါတယ်ကျွန်တော်ကိုကိုကြည့်ပါခင်ဗျာ